ကွင်းပြင်တခုတော့မဟုတ်ပါ ရေခမ်းချောင်းနေသောတဲเจ้าမြေပြင်ပေါ်တွင်ရွာသူရွာသားများသုစုယုံယုံနဲ့ရှိနေကြပါတယ်သူတို့အားလုံးရဲ့မျက်ဝန်းကြီးတွေကခက်ဝေးဝေးတောင်ကုန်းမြင့်စီမှာတရွေ့ရွေ့လာနေသောမီးရောင်တစားကိုကြည့်ပြီးစုစုယုံယုံ ရှိနေကြတယ်အချိန်ကနေဝင်ရီတရောကိုကြော်လွန်ကအမောင်ဘက်လူးနေပြီဖြစ်ပါတယ်အချင်းချင်းတီးတိုးပြောဆိုတံများစိုးရုံဝေဖန်တံများပုံမှန်ဒီမှကြားနေရပါတယ် သူတို့တွေဘာကိုစောင့်မျှော်နေကြတာလဲဘာကြောင့်ဤတဲတောင်ပြင်မှာလာရောက်စုယုံနေကြတာလဲညနေကကြားခဲ့ရသောမောင်ထုတန်သုံးချက်နောက်ပိုင်းမှာတရွာလုံးယခုကဲတို့အုံကျွကျဖြစ်သွားခြင်းဖြစ်ပါတယ်ပြီးတော့သူတို့စုဝေးရနေရာမှာလဲရေလောင်ကန်အနီးတစ်ဝိုက်တွင် ဖြစ်ပါတယ်ဟဲ့ဥယူဝရောက်ပြီလားဥဖိုးလူရောဆိုရင်တကြီးမေးတော့မိန်းကလေးတန်တန်လူအုပ်ကြားထဲမှာထွက်ပေါ်လာပါတယ်မတွေ့သေးဘူး ရောင်းမလာတဲ့ရနဲ့တူတယ်ဒုက္ခပါပဲသူတို့မရှိရင်ဘယ်လိုလုပ်မှာလဲမိန်းကလေးများစီမှကျွတ်စီကျွတ်စီအတန်များကိုကြားရပါတယ်စိုးရိမ်မယ်ဆိုလဲစိုးရိမ်တော့ပါတယ်ရွာမှာကကျွမ်းကျင်ကျင်ရှိတဲ့သူဆိုလို့သူတို့နဲ့ဆရာတော်ပင်ရှိတယ်မဟုတ်ပါလားဆရာတော်မှာကသုံးပင်ရွာကြွာသားတီဆိုတော့ရခါလိုလူစုကတော့ရောက်လာရင် ထုံးစံအတိုင်းရွာကိုဦးစားပေးလိမ့်မယ်ရွာထဲမှာတူးဦးဤလက်စွမ်းပြမှုကို စောင့်ကြည့်နေပေလိမ့်မယ်ပြီးမှသူတို့ဘက်ကစတင်ပြီဖြစ်တယ်ယခုရွာဘက်မှာလူမရှိသေးထိုသင်မှာပင် သူတို့အားလုံးယင်ဓမ္မမှစောင့်ကြည့်နေသောမိအောင်မှာနီးတထက်နီးကပ်လာလေသည် ရှင်းလင်းပြတ်သားစွာထိုးကြနေသောလရောင်နှင့်မို့မကြခင်မှာပင်မြင်ကွင်းကပြတ်သားလာသည်လဲတသည်ရှင်းအောင်ပြောရပါက မြင်းတကောင်ဆွဲလာတော့လှဲတသည် ထိုလဲပေါ်မှာတဲဆောင်လာသောမီးတုံနှစ်ချောင်းကြောင့် ။ဟိုးဝေးကြီးကလေးကမြင်နေရခြင်းဖြစ်ပါတယ်။မြင်းခွာတန်းတစ်ဖြောင်းဖြောင်းကအနီးကထွက်ပေါ်လာတော့ရှိနေသူအလုံးမှာတိတ်ဆိတ်သွားတယ်။တဲမှာတစည်းတည်းမဟုတ် နောက်ပိုင်းမှာကျိုးနဲ့ဆွဲလာတော့ဘိန်းနှစ်ဘိန်းတက်အရာတစ်ခုလည်းပါလာတယ်။အမြင်ရိုးနေပြီမို့မထူးဆန်းတော့ပေမဲ့ထိုအရာကိုမြင်ပြီးနောက်ပိုင်းပုံမူတိတ်ဆိတ်သွားလာတော့တေချာတယ်။ရေစီတစီဖြစ်လေသည်။ရေစီကိုအောက်မှာဘိန်းတက်ပြီးမြင်းလဲနဲ့ဆွဲလာခြင်းဖြစ်ပုံရသည်။သူတို့နိုင်ရင်တခါလေ ရေထည့်ယူသွားမိတဲ့ဘောမျိုးပေါ့လူတွေရှေ့ရောက်ရင်မြင်းလဲပေါ်မှာမီးတုပ်ကင်ထားတော့လူနှစ်ယောက်ခုံစင်းလာသေးတယ်။ကြည်နေသူတွေမှာရှဲကနေဘေးကိုဝိုင်းသွားကြ යි ။စင်းလာသူနှစ်ယောက်မှာရှမ်းပေါင်းမီနဲ့ဖြင်ကျန်းအင်ကြီးကိုဝတ်ထားပြီးခေါင်းပေါင်းလေးပေါင်းထားပါသေးသည်။ထိုနှစ်ယောက်ကလက်ထဲမှာမီးတုပ်တွေကိုမြေကြီးမှာစိုက်ကာမြင်းလဲစီပြန်လဲတိုးကပ်သွား၏။လဲနာရောက်စင်မှာပင်မြင်းမှာရှေ့ခွာကိုမြှောက်ပြီးအကြောက်ကန်ထဟီလေသည်။ မြင်းဟီအတန်ကပဝင်းကျင်တစ်ခုလုံးကိုဖုံးသွား၏မောင်းနေလာသူကဇက်ကျိုးကိုအားနဲ့ဆွဲလိုက်တော့ကြောင်ဖြစ်ပါတယ်ပြီးထိုသူကပင်မြင်းကိုဇက်တက်ခါလဲပေါ်မှာခုန်ဆင်းလာသည်ကြည်နေသူများအလုံးဟာကနေဟင်ကနေဖြစ်သွားသည်အเจ้าကထိုလူဆင်းလာပုံမှာသူများနဲ့မတူညှို့ငင်မှုတစ်ခုပါနေတယ်ရောပြီးတော့လှုပ်ရှားမှုတွေအလုံးမှာတေတက်ပြီးနေကြကြနနလေ့ကျင့်ထားခြင်းဖြစ်ပုံရသည်ဟုတွေးမိပါသည်ထိုစဉ်မှာပင် ရက်ခပါမလာဘူးပဲဟုတ်တယ်တော့စောညိုတို့၃ယောက်ပဲလာကြတာကြည်နေသူတွေစီမှတီးတိုးတီးတိုးတန်တွေထွက်လာတယ်ရက်ခပါမလာဘူးဆိုပါလားလဲပေါ်မှာအဝေးအုပ်ထားတာဘာကြီးလဲမသိဘူးအခောင်းကြီးနဲ့တူတယ်လူတွေအာယုံကစင်းလာလူ၃ယောက်ပေါ်တွင်တာမကလဲပေါ်မှာကြံနေသေးတော့လူတရက်မရှိသရှိရှေမျောမျောအရာပေါ်တွင်လဲစူးစူးဆန်းဆန်းရှိနေတယ် အဝတ်အုပ်ထားဒီမို့ဘာမှန်းတော့မသိသေးပြောစကားရတော့စောညို့ဆိုသူမှနောက်ဆုံးမှဆင်းလာသူဖြစ်ပေမည်၃ယောက်တွင်လည်းသူပင်ခေါင်းဆောင်ဖြစ်ပုံရသည်စောညို့ကလက်ဝေရမ်းပြတော့ကြံတယောက်ကအုပ်ထားတဲ့အဝတ်ကိုဆွဲပယ်လိုက်တဲ့အခါဟာအိုးအကောင်းကြီးပဲအာမေနိဒန်တွေထွက်သွားတယ်မိတို့ရောင်နေမှုစောညို့ပုံစံကို တေချာမြင်ရပါတယ်နမေနယ်လေးလိုက်တယ်လူကောင်ကပူပူပြက်ပြက် အသားကညိုဒီထက်ပိုကကျင်းနေအောင်တန်းနေသေးတယ်ခက်ထန်မှာကြောမိပုံစံလည်းရှိနေတယ်ထိုစဉ်မှာပဲတပည့်နှစ်ယောက်မှာလဲပေါ်မှာအခေါင်းကြီးအားထမ်းချလာပါတော့တယ်လူတယောက်ကောင်းကောင်းဝင်ဆန့်တော့အခေါင်းကြီးပါပဲအယောင်ကမဲနှက်ခါခြောက်ချားမှုကိုပိုသွားစေတယ်လို့ဟဲ့ရက်ခါကဒီခေါင်းကြီးထဲမှာလာမသိဘူးအေးဖြစ်နိုင်တယ်သူတို့ထမ်းလာတာလေးနေတယ်လို့ပဲစိုးရွံ့ထိတ်လန့်နေသေးမှာပင်မိမတွေထုံးစဲတိုင်း ထင်ရမြင်ရတော့ပြောပြအောင်ပြောကြသည်ထန်းလာသူနှစ်ယောက်ကထိုးဆိုင်ထားသောမီးနှစ်တိုင်လေမှအခေါင်းကိုချသည်ချာပြီးသောအခေါင်းပေါ်သို့စောညူကခြေတစ်ဖက်တင်ကခါးထောက်ရက်လိုက်သည်ပဝင်းရင်ကမီးကိုရည်နဲ့ညှိလိုက်တယ်လို့ချက်ချင်းညင်ကြသွား၏ထိုစဉ်မှာပဲစောညူကလေးကျင်ထားရန်သူတော်ဩဇာတန်ကြီးဖြင့်ကျုပ်တို့ဒီကိုဘာလာလုပ်တယ်ဆိုတာကိုတော့အထူးတလဲပြောစရာမလိုတော့ပါဘူးဒီတော့ကျုပ်လိုရင်းပဲပြောမယ်ခမရာတို့ဘက်က ရှင်မဲ့သူဘယ်သူရှိလဲရှိရင်ထွက်ခဲ့ပါအကုန်လုံးတုတ်တုတ်မှမလုံမြီကြတော့ဘယ်သူထွက်လာမလဲဟူသောအကြည့်တွေဖြစ်ထွန်းသွားကြတယ်လို့သူထွန်းတို့ငါထွန်းတို့တယောက်ကိုတယောက်လည်းကြည်ကုန်ကြသည်ခတ်တာကယခုရှိနေသူတွေထဲမှာရခင်ကဝင်ရောက်ရှင်ပြိုင်နေကြလူတွေပါမနေခြင်းပဲစောညူကမျက်မှောင်ကိုကြုံရင်နောက်တစ်ချိန်ထပ်ပြောတယ်ကြုတ်ထပ်ပြောမယ်ရှင်မဲ့သူရှိရင်ရှေ့ထွက်ခဲ့ပါပြောပြီး ရန်ဒီလူလောက်ကြီးဟာဝေဝဲပြီးကြည်တယ်။တစုံတယောက်ကိုရှာနေတဲ့လူမျိုးအတော်ကြာထိတိုင်တစ်ဖက်မှတုတ်ပြန်မှုကိုမတွေ့။ထိတ်လန့်တိတ်ဆိတ်နေတော့လူအုပ်ကြီးအားကြည်ရင်စောညိုကတစ်ချက်ရည်သည်။သူ့ပုံစံကဒီနေရာတွင်ဘာလုံးလုံးရနေတဲ့လူမျိုးနောက်ဆုံးချိန်ဖြစ်စောညိုကတရွာလုံးဟာအထင်သေးတော့ကြည်ရည်နဲ့ကြည်ရင်။ကောင်းပြီ။ထွက်မဲ့သူမရှိဘူးဆိုရင်တော့ကျုပ်တို့လှည့်ဖို့ဖြစ်ကောင်းလေ။စကားဆုံးဆုံးချင်းတပည့်နှစ်ယောက်က စောညိုခြေထောက်အောက်မှာရှိနေသောအခောင်းကြီးကိုဆွဲဖွင့်သည်လေတစ်ချက်ကဝေ့ကနေတိုက်ပြီးမိတိုင်တို့ရိမ့်ထိုးသွားပါသည်အကုန်လုံးခေါင်းတွေထောင်ပြီးလှဲကြည့်မိတော့အခောင်းထဲမှာဘာမှရှိမနေပါဘာရီများဆက်ဖြစ်လာမလဲရင်တထိတ်ထိတ်စောင့်နေ kait တပည့်နှစ်ယောက်ကအခောင်းကြီးကိုကောက်မလိုက်ပါသည်ပြီးတော့အထဲမှာဘာမှမရှိကြောင်းဝိုင်းအောင်ကြည့်နေတော့လူအုပ်ကြီးမြင်အောင်ပခုံးပေါ်ထမ်းပြီးလှည့်ပြသည်မျက်လေပြပွဲကိုစိုင်းတန်ဘုံတန်တွေမပါပေမဲ့ မီးလုံအောက်ကလှုပ်ရှားပုံတွေကတမျိုးတမဲကြောက်ဖို့ကောင်းနေပါတော့ဝိုင်းကြီးပတ်ပတ်ပုံစံဖြင့်သုံးပတ်ပတ်ပြီးချိန်မှာရက်တန့်လိုက်ပါသည်ပြီးတော့အခောင်းကိုစောညိုရှည်တွင်ပြန်ချကာအဖုံးဖုံးလိုက်ပါသည်မီးလုံနှစ်ချောင်းကအချိန်ပြင်းစွာတောက်လောင်နေ၏လေးတိုးဝင်မှုကြောင့်တစ်ခါတစ်ခါတွင်လည်းရိမ့်ထိုးနေတတ်ပါသည်မိခိုးငွေတွေလည်းပဝင်းကျင်တို့တလူလူထွက်နေပါတယ်ထိုခိုးငွေတွေကပင်ပဝင်းကျင်ကိုဖုံးနေပြီးစောညိုကြီးပြတတ်မှုကိုကူညီပေးနေတယ်လို့ သောညိုကအခေါင်းကိုအဝတ်ဖြစ်ပြန်ဟုတ်ကသူဤပြတာမှုကိုစတင်လိုက်လေသည်အခေါင်းပေါ်ခြေတစ်ဖက်တင်ထားရမှလက်နှစ်ဖက်ကိုဆန်တန်းပြီးထိမ့်ထိမ့်တာတော့လာမင်းကိုမောကြည့်လိုက်သည်ပြီးတော့ကောင်းကင်မှတစုံတရာဆွဲယူလိုက်ဟန်ကိုပြုတ်ပြီးအခေါင်းထဲသို့ပြစ်ထည့်လိုက်သည်တင်ထားတော့ခြေကိုချကကိုကိုကိုင်းညွတ်ပြီးအခေါင်းထိပ်ပိုင်းကိုသုံးချက်ပုတ်လိုက်လေသည်ညာလက်ဖြင့်ခေါင်းပိုင်းမှအောက်ပိုင်းတို့လည်းအလျားလိုက်တက်ချသည်ပြီးတော့အခေါင်း၏အလယ်ပိုင်းကို သုံးချက်ပုတ်ပြန်သည်အကုန်လုံးကအတက်ပြင်းပြင်းမရှူရဲစောညိုကြီးလုံပုံကိုင်းပုံတွေကိုကြည့်ကမောတကောဖြစ်နေတာလဲဖြစ်လောက်ပါသည်မျက်လဲစရာတယောက်ဤဟန်မူရပေါ်လွင်တယ်လို့ပရိတ်တ်ကိုဆွဲဆောင်နိုင်သွမ်းလဲရှိနေပါသေးသည်ထို့စင်မှာပဲအခေါင်အားဘုံကနေပုတ်က ဖုံးထားသောအဝတ်ကို ဆွဲခွဲပြလိုက်တဲ့အခါကြည်နေသူအားလုံးခေါင်းတွေဇက်ကနေမှတ်သွားပြီးစောညိုကမန်တစ်ချက်သွင်းကအခေါင်းဖုံးကိုဝုံးကနေဆွဲလှန်လိုက်တော့ဟာ ဟဲဖျားကြီးအိုးအီလစ်အခောင်းထဲတွင်ကဆက်ဆန့်ကြီးလဲနေတော့ခလေးလေးတယောက်ဟုတ်တယ်အီလစ်စောညူကအောင်ဝဲခံတယ်လို့လက်နှစ်ဖက်ကိုဟန်ပါပါဆန့်တန်းတော့အီလစ်ကဇက်ခနဲထားထိုင်သည်ပြီးတော့ပဝင်းကျင်ဟာတကားမှမမြင်ဘူးတို့လိုက်ကြည့်နေသည်သူ့ပုံစံကယခုသူရောက်နေရနေရာကိုရောဘာကြောင့်ရောက်နေရတယ်ဆိုတာကိုရောဘာတစ်ခုမှမသိတယ်လို့မျိုးမျက်လုံးကြောင်က ဝိုင်းနေတော့လူအုပ်ကြီးကိုကြည့်ပြီးဝုံးငနဲထပြေးပါတော့သည်အကုန်လုံးမှာဗဇက်အဟောင်းတာနှင့်ပြေးထွက်သွားသောအီလစ်ကိုကြည့်လိုက် အခေါင်းမဲကြီးကိုကြည့်လိုက်နဲ့ကြံခဲ့ပါတယ်စောညူကတော့ကဲကျုပ်ရဲ့ပြခွက်ကတော့ပြီးသွားပြီစကားကိုခဏရက်ခါရင်ကိုကော့ရင်ကြည့်နေသူတွေကိုဝေ့ကြည့်ဤပြီးတော့ဒီတော့ထုံးစံအတိုင်းပဲကျုပ်ပြခွက်ရဲ့လှုပ်ဝက်ချက်ကိုသိတဲ့လူရှိရင်ရှေ့ကိုထွက်ခဲ့ပါအားလုံးရှေ့မှာပဲလှုပ်ဝက်ချက်ကိုပြောပြပါ တီးတဲ့လူမရှိဘူးဆိုရင်တော့အရင်အခောက်တွေကလိုပဲဟိုရေလောင်ကန်တဲ့ကရေတစီကျုပ်ယူသွားရလိမ့်မယ်ဘဒုစီကမှ အတံမထွက်ရှေ့ကိုလည်းတယောက်မှထွက်မလားဒါပေမဲ့လျှိုဝှက်ချက်ကိုတီးတဲ့လူရှိပါသေးလို့တော့အကုန်လုံးစူတောင်းနေမှာတေးချပါသည်စောညူကတော့ဝုံဝုံကြောကြပါပဲခါထောက်လျက်မှ နောက်တစ်ခါထပ်ပြောသည်ကျုပ်ပြခွက်ရဲ့လျှိုဝှက်ချက်ကိုဖော်နိုင်တဲ့လူမရှိဘူးလားဒါဆိုရင်တော့ ြုတ်ရည်တစီယူသွားပြီပြောပြောဆိုဆိုစောညိုကခြာကနေနောက်လှဲ့ကကြောခိုင်းသွားသည် သူတပည့်နှစ်ယောက်မှလည်းပွင့်နေတော့ခေါင်းကြီးဟာဖုံးအုပ်ဟန်ပြင်လိုက်တော့လေပြင်းတစ်ချက်ကဝေ့ရတိုက်ဘဲကမှန်းမသိတော့ခွေးတကောင်ကဆူဆူဝါဝါထအူနေယော